အချိန်ကိုတိတိကျကျပြောရရင်တော့1980ခုနှစ်ဇွန်လ13ရက်နေ့ဖြစ်ပါတယ်။အဲ့ဒီနေ့မှာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုဥဆောင်နေသူဖြစ်တဲ့အီဂျစ်သိပ္ပံပညာရှင်ဒေါက်တာရာဟာအမာဆက်ကိုသူ့နေထိုင်ရာဟိုတယ်မှာတွေ့အလိမ့်လိမ့်နဲ့တည်ဆုံနေတာကိုတွေ့မြင်ခဲ့ရပါတယ်။ဒေါက်တာအမာဆက်ကိုတစုံတစ်ဦးကဝင်ရောက်လက်စဖျောက်တော်ခဲ့ပုံပါပဲ။အဲ့ဒီဖြစ်ရမှာတဦးတည်းသောမျက်မြင်တက်တဲ့ဖြစ်တဲ့ပါရှင်တွေဒီပြည်သူ့ဆာမတဦးဟာလည်းလမ်းမထက်မှာ မာစီဒီကားအနေတစီနဲ့ထွက်ပြေးနေခဲ့ပါတယ်။သူမဟာလည်းသိမ့်မချာမိမှာပဲကာတိုင်မှုနဲ့တေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ဒေါက်တာအီမာဆက်တေဆုံးမှုမှာတန်တရားဝင်ရမဲ့သူလည်းမတွေ့ခဲ့ပါဘူး။ဖန်ဆီးခံရသူလည်းမရှိခဲ့ပါဘူး။အဲ့ဒီလိုတရခန့်မပေါ်ခဲ့ပေမဲ့လို့သူ့ကိုဘသူကလက်စားဖြောက်တော့ခဲ့တယ်လဲဆိုတာကိုတော့အလုံးကသိနေခဲ့ပါတယ်။ဟုတ်ပါတယ်အဲ့ဒါကတော့အစ္စရေးပါပဲ။အစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုတာစီဖို့စ조사ခဲ့တဲ့နေရာမှာအဓိကတာဝန်ရှိသူတူဖြစ်တဲ့ ဒေါက်တာအေမာဆက်ကိုပါတပါတယ်လက်ဆဖြောက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလောက်နဲ့တင်တော့အီရဲရဲ့နျူကလ িয়ার စီမံကိန်းကိုအစ္စရေးတားဆီးနိုင်ဦးမှာမဟုတ်ပဲနောက်ထပ်ရှိုးဝဲအစ်စစ်ဆင်ရေးပေါင်းများစွာကိုလည်းဆင်တွေ့ခဲ့ရပါသေးတယ်အဲ့ဒီလိုအီရဲရဲ့နျူကလ িয়ার စီမံကိန်းကိုတားဆီးဖို့အတွက်အစ္စရေးရဲ့လက်ဆဖြောက်မှုတွေမှာဒေါက်တာအေမာဆက်ကပထမဆုံးမဟုတ်သလိုနောက်ဆုံးလည်းမဟုတ်ခဲ့ပါဘူးဒေါက်တာအေမာဆက်ကိုလက်ဆဖြောက်ခဲ့ပြီးနောက်တစ်နေ့လောက်အကြာမှာပဲဘက်ကရဲရဲ့ခေါင်းငယ်ရင်ထမအစ္စရေးလေတဲ့ဟာ ဂျက်ဖိုက်တာတွေဝေးပြန်နေခဲ့ပြီးတော့မှဆာဒင်ဟူစေရဲ့နျူကလ িয়ার ရီမန်ချက်ကြီးကိုလုံးဝလက်စားဖြောက်ပြစ်ပြီးတော့တားဆီးနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုအစ္စရေးကဘယ်လိုတားဆီးခဲ့တယ်လဲဆိုတာကိုကျွန်တော်မိတ်ဆွေတို့အတွက်ဗဟုသုတရပွဲအသေးစိတ်ပြောပြပေးတော့မှာပဲဖြစ်ပါတယ်။အဲ့ဒီမှာ1959ခုနှစ်တဝိုင်းမှာအီရက်ကိုဆိုဗီယက်ပြည်ထောင်စုကကြောထောက်နောက်ခံပေးခဲ့တာကစလို့အီရက်လေပိုင်နက်ထေးကိုအစ္စရေးကဘုံဝင်ကျေးပြီးတော့မှနျူကလ িয়ার နဲ့သက်ဆိုင်တဲ့အရေးပါတဲ့အဆောက်အဦတွေကိုဖျက်ဆီးပစ်တာတွေအဆုံး စည်းရအရာရောနိုင်ငံရေးအရာရောအကျိုးတရားမှုကြီးမားခဲ့ပုံတွေကိုကျွန်တော်အစအဆုံးပြောပြပေးတော့မှာ ဖြစ်ပါတယ်အဲ့ဒီတော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့တောင်းဆိုပါတယ်ကဲစားလိုက်ကြရအောင်ပါတကယ်တော့အီရန်ရဲ့နျူကလ িয়ার ရီမန်းချက်တွေဟာ1959မှာစတင်ခဲ့ပါတယ်1958ခုနှစ်မှာဇူလိုင်စလဲတော်လှန်ရေးကိုဦးဆောင်ခဲ့တဲ့အက်ဒူကာရန်ကာဆင်က ဟာရှီမိုက်ဘီယန်စနစ်ကိုဖြုတ်ပစ်ခဲ့ပြီးတော့မှတစ်နှစ်အကြာမှစတင်ခဲ့တာဖြစ်ပါတယ်။အီရတ်သမရနိုင်ငံရေလိုဖြစ်လာချိန်မှာဝင်းကြီးချုပ်အဖြစ်တာဝန်ယူထားတဲ့ကာဆင်ဟာအနောက်ဥစုနဲ့အဆက်အသွယ်ဖြတ်ပြီးတော့မှပြင်းပြင်းမြင်ပဲဆိုဗီယက်ပြည်ထောင်စုရဲ့အရေးအဝါတာအောက်ကိုခိုးဝင်ခဲ့ပြီးတော့မှစီလနဲ့ပစ္စည်းထုတ်လုပ်မှုနဲ့ပတ်သက်လို့ဆိုဗီယက်စီကနေနစ်ပညာတွေရယူနိုင်ဖို့ရည်မှန်းခဲ့ပါတယ်။အထူးသဖြင့်ကာဆင်ရဲ့ရည်မှန်းချက်ဟာဆိုဗီယက်ရဲ့နျူကလ িয়ার သဘောတူညီမှုစာချုပ်ချုပ်ဆိုနိုင်ဖို့ပဲဖြစ်ပါတယ်။အဲဒီလိုသဘောတူညီမှုစာချုပ်မျိုးကိုတော့ သူ့လက်ထက်မှာမရှုတ်ဆိုနိုင်ခဲ့ပေမဲ့အီရန်နဲ့ဆိုဗီယက်နိုင်ငံကြားမှာစီဘော်ရေးစီရေးပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမမြင်မလာခဲ့ပြီးတော့မှနောက်နှစ်အနည်းငယ်လောက်ကြာမှာတော့အီရန်ရဲ့တိုက်ပွဲပညာရှင်တွေဟာဆိုဗီယက်ပြည်ထောင်စုကိုရောက်ရှိခဲ့ပါတယ်ဒီလိုနဲ့ပဲ1968ခုနှစ်မှာတော့ဆိုဗီယက်ပြည်ထောင်စုကပံ့ပိုးပေးထားတဲ့ IRT 2000 Nuclear Reactor ကိုဘက်ကရက်မှာအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းအီရန်ရဲ့ Nuclear ရည်မှန်းချက်တွေဟာအဲ့ဒီအချိန်အထိအရှိန်အဟုန်နှေးနေစေဖြစ်ပါတယ် ဒါကလည်းအီရတ်ရဲ့နိုင်ငံရဲ့မတည်ငြိမ်မှုတွေကြောင့်လည်းပါပါတယ်။1963ခုနှစ်မှာကာဆင်လုံးကျန်ခံရပြီးတဲ့နောက်အီရတ်မှာစစ်အာဏာသိမ်းမှုတွေဇက်တိုက်ဖြစ်ခဲ့ပြီး1968ခုနှစ်အထိဒီနိုင်ငံရဲ့မတည်ငြိမ်ခဲ့ပါဘူး။1968ခုနှစ်မှာတော့ဒီ Bad Party ရဲ့ခေါင်းဆောင်အာမက်ဟာဆန်အေဘာကတွေးထွက်တန်ယိုမဖြစ်ခဲ့တဲ့အာဏာသိမ်းမှုကိုအောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ပြီးတော့မှအဲ့ဒီအချိန်တုန်းကအီရတ်သမ္မတဖြစ်တဲ့အဒူရာမန်အာရစ်ကိုချုပ်ရှားပြီးတော့ဒီသမ္မတဖြစ်လာခဲ့ပါတယ်။ ဲ့ဒီနောက်ပိုင်းအီရက်ကိုအေဘာကဥဆောင်တဲ့ဒီအက်ပါတီကပဲနှစ်ပေါင်းများစွာဥဆောင်ခဲ့ပါတယ်။အေဘာကလက်ထက်မှာလည်းအီရက်ဟာစီရင်မှာဘသူမှရှင်လို့မရတဲ့ဖြတ်အပြင်းလက်နက်တမျိုးကိုလိုချင်ခဲ့ပြီးတော့မှဆိုဗီယက်ကလည်းအရှေ့၄ပိုင်းဒေသမှာသူတို့ရဲ့အစိမ်အဝေါ်တွေကိုဖြန့်ကျက်ထားခြင်းခဲ့တဲ့အတွက်အီရက်နဲ့ဆိုဗီယက်ရဲ့ဆက်ဆံရေးဟာအရင်အတိုင်းမပြတ်မယွန်းပဲပလေးပနဲတင်ခဲ့ပါတယ်။ဒါကြောင့်လည်းအေဘာကာအာနာရလာပြီးလက်အနှင်းကြီးအတွင်မှာပဲအီရက်နဲ့ဒီဆိုဗီယက်ပြည်ထောင်စုဟာ စီပေါ်ရေးစည်ရေးမှာသဘောတူညီမှုစာချုပ်တော်တော်များများရှုပ်ဆိုခဲ့ကြပြီးတော့မှဒီလိုနဲ့မဲ့ဒီ IRT 2000ဒီ nuclear reactor ဟာ Iraq ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီ reactor ဟာ2 MW လောက်ပဲထုတ်လုပ်နိုင်ပြီးတော့မှသိပ္ပံပညာစမ်းသပ်မှုတွေနဲ့စစ်ဘက်ဆိုင်ရာ ISO တုတ်တွေထုတ်လုပ်နိုင်ဖို့အတွက်တာအသုံးဝင်ပြီးတော့မှ nuclear ဘုံးလိုမျိုးဖြတ်အပြင်းလက်နက်မျိုးကိုတော့မထုတ်လုပ်နိုင်ပါဘူး။ဘာပဲပြောပြောဒီလောက်နဲ့နဲ့ Iraq အတွက်ကျင်းနေစရာဖြစ်ခဲ့ပါတယ်။အဲ့ဒီချိန်တုန်းက Ebaga ရဲ့ F party ဟာလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကိုအဆုံးသတ်နိုင်ဖို့အတွက်ပြည်တွင်းရေးကိုပဲအဓိကထားအာရုံစိုက်နေရတဲ့အချိန်လေးဖြစ်ခဲ့တာဆိုတော့ IRD 2000တို့ nuclear reactor ကိုဘက်ကတဲ့မှာအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ရုံနဲ့ねသူတို့ရဲ့ nuclear ရည်မှန်းချက်တွေဟာတနည်းတစ်ပုံလမ်းပေါက်ခဲ့တယ်လို့တောင်မှသတ်မှတ်နိုင်ပါတယ်။ဇလန်ကဆာရင်ဟူစိန်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာမှဇက်ရှိန်မြင်လာခဲ့တာဖြစ်ပါတယ်။ဟူစိန်ဟာအေဘကာရဲ့ဒီတပေးရင်ဖြစ်တဲ့ဒီဒုသမရအဖြစ်သာတာဝန်ယူခဲ့ရသူဖြစ်ပေမဲ့ သူရဲ့အာဏာစက်ဟာ1980ကျော်လောက်ကစပြီးတော့မှအီရန်မှာပြင်းစားလာခဲ့ပါတယ်။အေဘာကာကအီရန်အစိုးရတဖွဲ့လုံးရဲ့ခေါင်းဆောင်ဆိုရင်ဟူစိန်ကအီရန်အစိုးရမှာအရေးလိုမျိုးနောက်ွယ်ကနေတိတ်တဆိတ်ကြိုးကင်နေသူလို့တော့မှကျွန်တော်တို့ပြောလို့ရပါတယ်။တကယ်တော့ဟူစိန်က1959ခုနှစ်ကတည်းကအေဘာကာနဲ့လက်တွဲခဲ့သူဖြစ်ပါတယ်။အဲ့ဒီအချိန်ကလေးကကာဆင်ကိုလုံခြုံဖို့စူးစမ်းခဲ့တာဖြစ်ပြီးတော့မှမအောင်မြင်ခဲ့တဲ့နောက်မှာဆီးရီးယားကိုထွက်ပြေးခဲ့ရပါတယ်။ နောက်ပိုင်းမှာဟူစီကအီဂျစ်ကိုလည်းရောက်လာခဲ့ပြီးတော့မှအေဘာကာရဲ့လက်ယုံတစုလိုမျိုးဖြစ်ခဲ့ပါတယ်။1963ခုနှစ်မှာတော့အီရက်ကိုပြန်ပြီးတော့မှရောက်လာခဲ့ပါတယ်။အဲ့ဒီမှာ CIA ကကြောထောက်နောက်ခံပေးထားတဲ့အာဏာသိမ်းမှုမှာအစိုးရတရက်ကိုတိစောက်နိုင်ခဲ့ပေမဲ့ပဲဆိုတော့မရှိခဲ့ပဲဒီနောက်ထပ်6လလောက်အကြာမှာပဲဒီထပ်ပြီးတော့မှအာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။ဒီအာဏာသိမ်းမှုမှာတော့ဟူစိန်လည်းအဖမ်းခံရရပြီးတော့မှထောင်ထဲမှာနှစ်နှစ်လောက်အရှိန်ကုန်ဆုံးရခဲ့ပြီးတော့မှ1966ခုနှစ်မှာမှပြန်လေလွတ်မြောက်လာခဲ့တာပါ လွန်မြောက်လာတဲ့အချိန်မှာတော့ဟူစိန်ဟာသူ့ရဲ့ပုံရိပ်ကိုလျင်မြင်မြင်ပဲပြန်လေထူထောင်နိုင်ခဲ့ပြီးတော့မှအဘကာရဲ့တပည့်ရင်းပြီးပြီး1968ခုနှစ်ကစပြီးတော့မှအီရတ်ရဲ့ဒုသမတဖြစ်လာခဲ့ပါတော့တယ်1980ကျော်ကာလတွေမှာတော့ဟူစိန်ဟာအီရတ်နဲ့ပတ်သက်လို့ညီမန်းချက်တွေကြီးမားလာခဲ့ပါပြီအရှေ့လေပိုင်းဒေသကိုအီရတ်ကပဲအပြစ်အဝါလွန်မိုးနိုင်ရမယ်ဆိုတဲ့မူမျိုးဟူစိန်မှာရှိလာခဲ့ပြီးတော့မှအီရန်အစ္စရေးဆော်ဒီအာရေဗျာနဲ့ဒီပင်လယ်ကွေးနိုင်ငံအားလုံးကိုရန်သူအဖြစ်သတ်မှတ်ခဲ့ပါတယ် သူရဲ့ရီမန်းချက်တွေစီကိုအရောက်လှမ်းနိုင်ဖို့အတွက်အလိုအဆုံးအရာဟာလေဒီနျူကလ িয়ার လက်နက်ပဲဖြစ်တယ်ဆိုတာကိုဟူစိန်ကယုံကြည်ခဲ့ပြီးတော့မှသူရဲ့အချိန်အဝေါ်တွေပုံမိုမြင်မာလာချိန်ကစလို့ဒီရီမန်းချက်တွေကိုအကောင့်တွေဖော်နိုင်ဖို့အပြင်းအထန်ကိုစ조사ခဲ့ပါတယ်ဒီလိုနဲ့ပဲ1985ခုနှစ်မှာဟူစိန်ကမော်စကိုကိုအလေအပတ်ကြီးတောရောက်ခဲ့ပြီးတော့မှအီရတ်ရဲ့နျူကလ িয়ার စွန့်အင်တိဆောက်ရေးစီမံကိန်းမှာဆိုဗီယက်ပြည်ထောင်စုကအကူအညီပေးဖို့တောင်းဆိုခဲ့ပါတယ်ကတူးမှာတော့ဆိုဗီယက်ပြည်ထောင်စုဘက်ကလည်းဟူစိန်ရဲ့တောင်းဆိုမှုကိုလက်ခံခဲ့ပြီးတော့မှ နိုင်ငံတကာအနုမြုစွန့်ရင်အဖွဲ့အစည်းဒီ IAEA ရဲ့စောင့်ကြည့်အကေဖြတ်မှုအောက်ကနေပဲနျူကလ িয়ার စွန့်ရင်ပင်မယုံတွေတိဆောက်ကြဆိုးဆိုပြီးတော့မှလိုက်လျောပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဒီအချက်ကိုဟူစိန်ကညှင်းဆန်ခဲ့တဲ့အတွက်အီရန်နဲ့ဆိုပြီးရဲ့ပြည်ထောင်စုကနျူကလ িয়ার ပူးပေါင်းဆောင်ရွက်မှုတွေဟာတခန့်ရပ်တော့ခဲ့ပါတယ်။အတင်ကြည့်တဲ့ဟူစိန်ကလည်းလောင်းနေတော့လက်မလျှော့သေးပါဘူး။ဆိုပြီးရဲ့ပြည်ထောင်စုနဲ့သဘောတူညီမှုမရခဲ့တဲ့နောက်မှာပြင်သင်းဝင်ကြီးချုပ်ဖြစ်တဲ့ဂျက်ရှီရက်နဲ့တွဲဆုံခဲ့ပြီးတော့မှ1985ခုနှစ်နိုဝင်ဘာလ16ရက်နေ့မှာ မီဂါဝက်၄၀အထိထုတ်လုပ်နိုင်တဲ့ဒီ Osiret Reactor ကိုရတော့ခဲ့ပါတယ်။ဒီ Reactor ဟာလည်းသုလေသနာနဲ့စေပန်းဆိုင်ရာ Radio ISO တုပ်တွေကိုထုတ်လုပ်တဲ့နေရာမှာအဓိကထားအသုံးပြုတဲ့ Reactor ဖြစ်ပြီးတော့မှအဲ့ဒီအတွက်လိုအပ်တဲ့ Uranium တွေကိုလည်းပြင်သစ်ကပဲထောက်ပံ့ပေးခဲ့ပါတယ်။ဟူဆိုင်ကဒီလောက်နဲ့နဲ့မကျေနပ်သေးပဲ1980လောက်ခုနှစ်မှာပလူတိုနီယမ်တွေကိုအီတလီစီကနေဝေယူနိုင်ဖို့အကြိုပန်းခဲ့သေးပေမဲ့အလုပ်တော့မဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ Iran ဟာ nuclear လက်နက်အစင်အထိထုတ်လုပ်နိုင်မဲ့ရှေ့လမ်းမျိုးတွေ တိတိတတ်တာလှမ်းလာခဲ့တာဟာအရှေ့လီပိုင်းကအင်ဒီဂျန်နိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအတွက်တော့အစိုးရမှုတွေစတင်ဖြစ်တည်လာခဲ့ပါပြီဒီလိုနဲ့ပဲဆာဒင်ဟူစိန်ကလည်းအီရတ်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေအတွက်အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီးတော့မှနိုင်ငံတကာရဲ့စောင့်ကြည့်မှုတွေကိုခံလာရပါတယ်အီဘာကာတဲမာရေမကောင်းခဲ့တဲ့နောက်မှာတော့ဟူစိန်ရဲ့အာနာဇက်ကပို့မှုမြင်းမာလာခဲ့ပြီးနောက်ဆုံးမှာတော့အီဘာကာကိုသမ္မတရာထူးကနေနှုတ်ထွက်ဖို့အတီတော်မှဖိအားပေးနိုင်ခဲ့ပါတယ်1989ခုနှစ်မှာ ူစိန်ဟာဒီအေဘာကာကိုသမရယာဒူကနေနှုတ်ထွက်စေခဲ့ပြီးတော့မှသူ့ရဲ့ဆရာသမားဖြစ်သူကိုနန်းရှာခဲ့တယ်လို့လက်ကျန်တဘောလုံးကိုလည်းသူ့ရဲ့ဆောင်ကြည့်မှုအောက်မှာပဲထားရှိခဲ့ပါတယ်။အီရန်ရဲ့အာဏာကိုလုံးဝဆုတ်ခွာနိုင်ခဲ့တဲ့နောက်မှာတော့ဟူစိန်ဟာအတိုက်ခံခေါင်းဆောင်တွေကိုအမြင့်ဖြတ်သုံးသင့်မှုတွေကိုလည်းလုပ်ခဲ့ပြီးတော့မှအဲ့ဒီမှာဆိုရင်ဒီအီရန်နိုင်ငံရဲ့သမားယာပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။ဟူစိန်လက်ထက်မှာအီရန်ရဲ့သွေးစွန်းတဲ့နေရက်တွေဟာအဲ့ဒီအချိန်ကလေးကစတင်ပြီးတော့မှဖြစ်ခဲ့တာပါ။ ဖိုက်ခင်ခေါင်းဆောင်တွေကိုညီလာခင်တခုဖိတ်ကြားပြီးတော့မှအဲ့ဒီညီလာခင်မှာပဲတူချင်းခေါ်ယူတုတ်တင်ပြစ်ခဲ့တာမျိုးပြီးရင်နိုင်ငံရေးသမားတွေကိုဟူစိန်ရဲ့အသားသက်သမားတွေကတုတ်တင်နေစင်မှာသူက secret တလိပ်ကိုခေးပြီးတော့မှကြီးနေတာမျိုးစားတဲ့ရက်ဆက်မှုအပေါက်မှာတရဖူးဆောင်ခဲ့ပါတယ်ပြောရင်ဟူစိန်ဟာသူ့ရဲ့လက်ထဲကိုအာနာရောက်လာခဲ့တဲ့နောက်ပိုင်းမှာအဲ့ဒီအာနာကိုစွန့်လွှတ်ဖို့လုံးဝအစီအစဉ်မရှိတော့ပဲအီရန်မှာသူ့ကိုအာခံရေးမှတ်သူမရှိလောက်အောင်ရက်ဆက်ခဲ့တာဖြစ်ပါတယ် ဒီလိုနာမည်ဟူစိန်ကအီရက်ရဲ့အတွင်မဲ့အာဏာရှင်ဖြစ်လာခဲ့တာပါအခြားတစ်ပတ်မှလည်းအရှေ့လေပိုင်းဒေသတစ်ခုလုံးကိုအီရက်ကသာလွန်မိုထားရမယ်ဆိုတဲ့ယူမန်ချက်ကြီးကိုလည်းဟူစိန်ကအရှိန်အဟုန်ပြင်းပြင်းနဲ့ဆက်လန်းခဲ့ပြီးတော့မှပြင်သစ်စီကနေရှာထားတဲ့ရီအက်တာကိုအရှိန်ခံပြီးတော့နျူကလ িয়ার ဘုံဖန်တီးဖို့စ조사ခဲ့ပါတယ်ဒီရီအက်တာဟာလက်နက်ထုတ်လုပ်ဖို့မဟုတ်ပေမဲ့လည်းအီရက်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုပုံမလန်ပေါက်တော့စေခဲ့တာတော့အမှန်ပါပဲခတ်တာကဟူစိန်သမ္မတဖြစ်လာခဲ့တဲ့နောက်မှာအီရက်မှာကနျူကလ িয়ার ဘုံလိုမျိုး နိပညာအရင်မြင်မာတဲ့လည်းနဲ့တခုကိုထုတ်လုံးနိုင်မယ်တွင်းကျင်ပညာရှင်သိပ္ပေပညာရှင်ရေလို့မရှိတော့ပါဘူးအဲ့ဒီအချိန်မှာဟူစိန်လိုမျိုးအာနာရှင်တဦးလက်ထေကိုနျူကလ িয়ার ဘုံးလိုမျိုးဖျက်အပြင်းလက်နဲ့ကိုဘသူကမှထိမပေးခြင်းနဲ့အတွက်ဘေးနိုင်ငံကမှလည်းအီရက်ကိုနျူကလ িয়ার နိပညာနဲ့ပတ်သက်လို့ကူညီပံ့ပိုးတာမျိုးလည်းမရှိခဲ့ပါဘူးဒါကြောင့်ဟူစိန်အတွက်တော့ပြင်သစ်စီကနေရီအက်တာတစ်လုံးရခဲ့ပြီးတော့မှနျူကလ িয়ার သဘောတူညီမှုတွေချုပ်ဆိုထားနိုင်တာကပဲကံကောင်းထောက်မှခဲ့တယ်လို့ပြောနိုင်ပါတယ် 1989ခုနှစ်ပတ်ချာလီတဝိုက်မှာပြင်သစ်စီကနေအစိပ်ပိုင်းတွေကိုအသုံးပြုပြီးတော့မှ Etueta Nuclear Center မှာတိဆောက်ရေးစီမံကိန်းတွေကိုစတင်ခဲ့ပါတယ်။ဒါဟာအဆိုပါအရှင်တုံးကအစ္စရေးဝင်ကြီးချုပ် Minashin Begin အတွက်တော့လုံးဝလက်ခံလို့မရတဲ့ကိစ္စဖြစ်ခဲ့ပါတယ်။ Iraq က Nuclear လက်နဲ့ပိုင်ဆိုင်သောမှာကိုအစ္စရေးအနေနဲ့ဘလို့မှလက်သက်မခံနိုင်ဘူးလို့သူကပြက်ပြက်သားသားပဲပြောခဲ့ပါတယ်။ဒါကြောင့်လည်း Iran နဲ့ပြင်သစ်တို့ကြားမှာရှုတ်ဆိုထားတဲ့1989ခုနှစ်နျူကလ িয়ার ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ရက်တက်နိုင်အောင်လို့ဘီကင်ကစတင်ပြီးတော့မှစ조사ခဲ့ပါတော့တယ်။ဒါကြောင့်အစ္စရေးဟာအီရန်နဲ့ရှုပ်ဆိုထားတဲ့နျူကလ িয়ার သဘောတူစာချုပ်ကိုဖျက်သိမ်းပေးဖို့ပြင်သစ်ကိုတောင်းဆိုခဲ့ပါတယ်။ဟူဆိုင်ဟာဒီသူတေသနာနဲ့စေဖက်ဆိုင်ရာအတွေ့မဟုတ်ပဲနျူကလ িয়ার လက်နဲ့ဖန်တီးနိုင်ဖို့အတွက်ပြင်သစ်ရဲ့ရီအက်တာကိုအသုံးချနေတယ်ဆိုပြီးတော့လေအစ္စရေးကတတိပေးခဲ့တာပါ။ဒါပေမဲ့လည်းအဲ့ဒီအချိန်တုန်းကတာဒီယာနိုင်ငံတွေစီကိုနျူကလ িয়ার နည်းပညာတွေရောင်းချပြီးငွေရှာရှင်နေတယ်လို့အမေရိကန်ဆိုဗီယက်ပြည်ထောင်စုတို့နဲ့အပြိုင် ရက်တိပြခြင်းနေတဲ့ပြင်သစ်ကပေါ့နော်ဒီအစ္စရေးရဲ့တောင်းဆိုမှုကိုညှန့်ဆန်လိုက်ပြီးတော့မှအီရန်နဲ့သူတို့ရှုပ်ဆိုထားတဲ့နျူကလ িয়ার သဘောတူညီမှုစာချုပ်ဟာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက်ပဲဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။အကြောင်းမထူးတဲ့နောက်မှာအစ္စရေးဟာနိုင်ငံတကာအမှုမြူစွန့်အင်အဖွဲ့အစည်းကိုလည်းအတိပေးခဲ့ပေမဲ့အီရန်ဟာဒီ IAEA မှာပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက်ဒီဒီချိန်မှာလည်းအလုံးမဖြစ်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့အစ္စရေးဟာအမေရိကန်ကိုလည်းရှင်းကပ်ခဲ့တဲ့ပေမဲ့အမေရိကန်ကလည်းပါဝင်ပတ်သက်ဖို့ညှင်းဆန်ခဲ့တဲ့အတွက်အစ္စရေးအနေနဲ့လည်း အီရန်ရဲ့နျူကလ িয়ার ရှေ့လမ်းတွေကိုကိုယ်တိုင်ရပ်တန့်နိုင်ဖို့စ조사ယူကလွှဲပြီးတော့မှသူတို့မှအဖြစ်မရှိတော့တယ်လို့မျိုးဖြစ်တော့ခဲ့ပါတယ်။အဲ့ဒီ1989ခုနှစ်ကစပြီးတော့မှအစ္စရေးရဲ့နာမည်ကျော်မော့ဆက်အဖွဲ့ကစပိုင်တွေဟာအီရန်ရဲ့နျူကလ িয়ার ရှေ့လမ်းတွေကိုဂျာဝင်ဖျက်ဆီးမှုတွေစတင်ခဲ့တယ်လို့ဒီစီမံကိန်းမှာပါဝင်နေသူတွေကိုလည်းအမြင့်ဖြတ်တုတ်တင်မှုတွေလုပ်ခဲ့ပါတယ်။အစ္စရေးဘက်ကပထမဆုံးအကြိမ်တိုက်ခိုက်မှုလို့ယူဆရတဲ့ဖြစ်စဉ်ကတော့1989ခုနှစ်ဧပြီလမှာဖြစ်ခဲ့တဲ့ တင်သစ်ကတူလောင်ယုံတစ်ခုဟာရုတ်တရက်ထားပေါက်တော့ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတူလောင်ယုံထဲမှာ Osiris Reactor ရဲ့ဒီအပိုပစ္စည်းတွေပြီးရင်ဒုရိယအစိပ်ပိုင်းတွေတင်စီထားတာဖြစ်ပြီးတော့မှတိတ်မကြမိမှာပဲဒီပစ္စည်းတွေဟာ Iraq ကိုပေးပို့တော့မှဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလိုပေးပို့မဲ့နေ့မတိုင်းမိမှာပဲတူလောင်ယုံဟာရှိုးဝက်ဆန်းကျေစွာပောက်ခွေတော့ခဲ့တာဖြစ်ပြီးတော့မှအထက်ကပစ္စည်းအလုံးလဲပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အကျိုးဆက်အနေနဲ့ Osiris Reactor ကိုအသက်သွင်းဖို့စူးစမ်းနေတဲ့ ီရန်ရဲ့နျူကလ িয়ার ရှင်တန်းတွေဟာ6လလောက်အထိနှောင့်နှေးတော်ခဲ့ပါတယ်။သူလောင်ယုံပေါက်ကွေးခဲ့ပြီးနောက်တစ်နေ့မှာတော့ပြင်သစ် ecological group လို့ခေါ်တဲ့အုပ်စုတစုကသူလောင်ယုံကိုဖောက်ခွေခဲ့တာဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပေမဲ့လည်းအဲ့ဒီအဖွဲ့ဟာအမှန်တကယ်ရှိသလားမရှိဘူးလားဆိုတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူး။အဲ့ဒီအဖွဲ့နဲ့ပတ်သက်လို့မှတ်တမ်းမှတ်ရတွေအဖွဲ့ဝင်တွေကဘယ်သူတွေလဲဆိုတာတွေနဲ့ပတ်သက်လို့ဘလို့အဆက်အလက်မျိုးမှအစာမတွေ့ခဲ့ကြတာဖြစ်ပါတယ်။ပြီးတော့မှအဲ့ဒီအဖွဲ့ဟာသူလောင်ယုံပေါက်ခွေပြီးနောက်တည့်ရက်မှာထုတ်ဖော်ကြေညာယုံကလွှဲလို့ အခြားဘာမှထပ်မထုတ်ပြန်တော့တာကလည်းထူးဆန်းစရာဖြစ်ခဲ့ပါတယ်။တချို့ကတော့ဒါဟာမော့ဆက်တို့ရဲ့လက်ဆက်ပဲဖြစ်မယ်ဆိုပြီးတော့မှတေချာပေါက်တွေ့ကြပါတယ်။ဒါပေမဲ့လည်းမော့ဆက်ရဲ့စစ်ဆင်ရေးတွေဟာဒီလောက်နဲ့ရက်တန်တော့ခြင်းမရှိသေးပါဘူး။တစ်ဖက်မှာဆိုလို့ရှိရင်လည်းဆာဒင်ဟူစင်ကအကြီးအကျယ်ကိုပဲဒေါ်သာထွက်နေခဲ့ပါတယ်။သူ့အနေနဲ့နျူကလ িয়ার အိမ်မက်တွေကိုဘာအနှောင့်အယှက်မှမလိုချင်ပဲအစိမ်အဟုန်နဲ့အကောင်တွေပေါ်ဖို့စ조사နေချိန်မှာစီမံကိန်းအတွက်အရေးပါတဲ့ပစ္စည်းကရိယာတွေကအီရက်ကိုမရောက်မိပါနဲ့ပောက်ကွေးပျက်စီးသွားခဲ့တာကြောင့် ြင်သစ်ကိုဖိအားပေးခဲ့ပါတယ်။ပြင်သစ်ဘက်ကလည်းသူတို့ရဲ့လုံခြုံရေးအားနည်းချက်ကြောင့်ဒီလိုဖြစ်ခဲ့ရတာပါဆိုပြီးတော့မှပျက်စီးသွားတဲ့ပစ္စည်းတွေကိုအစာပေးဖို့ကတိပြုခဲ့ပါတယ်။ဒီဆိုတော့ဟူဆိုင်ရဲ့နျူကလ িয়ার ရှင်လန်းတွေဟာနှောင်းနှေးတော်ယုံကလွေလို့ဆက်ပြီးတော့မှရှေ့ဆက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းမော့ဆက်တို့ဘက်ကလည်းတိုးလောင်ယုံပေါက်ကွေးမှုဟာအခုမှစာလုံးရေးစားရှိသေးတာပါ။အဲဒီကစလို့နှစ်နှစ်ကျော်ကာလအတွင်းမှာမော့ဆက်အဖွဲ့ဟာအီရယာတိတ်မဲ့မိညာရှင်တွေကိုအမြင့်ဖြတ်တုတ်တဲ့မှုတွေလိုအပ်တဲ့ပစ္စည်းကရိယာပေးပို့မှုတွေကိုဖြတ်တောက်ပြစ်မှုတွေ အရှိန်မြင့်တင်ခဲ့ပါတယ်။ Israel ဘက်က Osiris Reactor ကိုလုံးဝအသက်မဝင်လာနိုင်အောင်အရာအလုံးလုပ်တော့ဖို့စိတ်ပိုင်ဖြဲထားခဲ့တာပါ။ဒါကြောင့်မကျွန်တော်ဗီဒီယိုအစားမှာပြောခဲ့တဲ့ပိတ်ပိတ်ပညာရှင်ဒေါက်တာရာဟာအေမာဆက်ဟာလည်းမော့ဆက်အဖွေရဲ့ဒီအမြင့်ဖြဲရှင်နေမှုတွေပါဝင်တော်ခဲ့တာဖြစ်ပါတယ်။အေမာဆက်ဟာအီဂျစ်လူမျိုးတိတ်ပိတ်ပညာရှင်တူဖြစ်ပြီးတော့မှ1980ကျော် ကာလလောက်မှာစာတင်ဟူစီရဲ့တော်ကောက်ခြင်းကိုခံခဲ့ရသူပါ။အီဂျစ်နျူကလ িয়ার စီမံကိန်းမှာအောင်မြင်ခဲ့တဲ့နောက်မှာ အေမာဆက်ကိုဟူစင်ကသူ့ရဲ့ဒီမဟာစီမံကိန်းကြီးအတွက်ခေါ်ယူခဲ့တာဖြစ်ပါတယ်။လူတော်တယောက်ဖြစ်တဲ့အတွက်အီရဲရဲ့သိပ္ပံပညာနဲ့ပတ်သက်လို့အဓိကအကြဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီးတော့မှနျူကလ িয়ার စီမံကိန်းကိုလည်းသူကပဲဦးဆောင်ခဲ့တာဖြစ်ပါတယ်။ OCR reactor အတွက်တိဆောက်ရေးစီမံကိန်းတွေကိုအေမာဆက်ကပဲဦးဆောင်ခဲ့တယ်လို့ယူရေနီယံသန်းစင်မှုတွေသိပ္ပံပညာရှင်အသစ်တွေကိုနိပညာမျှော်ဝေမှုတွေအတွက်လည်းအဓိကသူကတာဝန်ယူခဲ့ပါတယ်။ဆိုတော့အေမာဆက်ဟာအီရဲရဲ့နျူကလ িয়ার စီမံကိန်းအတွက်အသက်တမျှအရေးပါသူလို့တော့မှပြောနိုင်ပါတယ်။ 1980ခုနှစ်ဇွန်လ13ရက်နေ့မှာတော့အင်မာဆက်ဟာပဲရစ်မြို့ကလူမေရီဒီရန်ဟိုတယ်ကိုစိတ်အိမ်ဝင်ခဲ့ပြီးတော့မှတည်ခိုခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီဟိုတယ်ကနေသူဘတော်မှစိတ်အောက်ပြန်မလုံနိုင်တော့မှာကိုတော့အင်မာဆက်တယောက်မသိခဲ့ပါဘူး။နောက်တည့်ရက်မနေ့မှာပဲဟိုတယ်အခန်းထဲမှာသူအလိမ့်လိမ့်နဲ့တည်ဆုံနေပြီဖြစ်တဲ့အင်မာဆက်ရဲ့အလောင်းကိုဝန်ထမ်းတွေကတွေ့ရှိခဲ့ပါတယ်။ပြင်သစ်ရေးတပ်ဖွဲ့ကတော့အင်မာဆက်ဟာဟိုတယ်အတွင်းမှာမာရီယာဆိုတဲ့ပြည်သက်စာမတူနဲ့အတူရှိနေခဲ့တယ်လို့သိရပြီးတော့မှ အင်မာဆက်တည်ဆုံခဲ့ပြီးနောက်မှာသူမကထွက်ပြေးသွားခဲ့တာပါဒါပေမဲ့မာရီယာဟာလည်းမာစီတီကအနေရောင်ကိုမောင်းနှင်ရင်းနေပဲတိတ်မကြမိပါပဲကာတိုက်တည်ဆုံသွားခဲ့ပါတယ်ပြင်သစ်အာဏာပိုင်တွေကတော့ဒေါက်တာအင်မာဆက်ကိုအစ္စရေးမော့ဆက်အဖွဲ့ကလက်ဆဖြောက်ခဲ့တယ်လို့တန်တရားရှိခဲ့ပေမဲ့လည်းတက်တဲ့အထောက်အထားခိုင်ခိုင်လုံလုံတော့ရှာမတွေ့ခဲ့ပါဘူးဆိုတော့ဒေါက်တာအင်မာဆက်နဲ့ဒီပြည်ထစာမှာမာရီယာတည်ဆုံမှုနဲ့ပတ်သက်လို့အရက်ခံမစားနိုင်ခဲ့ပဲအီရဲရဲ့နျူကလ িয়ার ရှင်လန်းတွေဟာလည်းနှောင့်နှေးမှုတွေနဲ့ထပ်မံကြုံတွေ့ခဲ့ရပါတော့တယ် ဒါပေမဲ့လည်းဒီအီရန်နဲ့ပြင်သစ်ကြသဘောတူညီမှုကဆက်ရှိနေသေးတဲ့အတွက် Osiris Reactor တိဆောက်ရေးစီမံကိန်းတွေဟာရှေ့ဆက်နေသေးဖြစ်ပါတယ်။ဒီအစီအစဉ်တွေဟာ Israel ဝင်ကြီးရှုပ်ပြီးကန်အတွက်လက်မခံနိုင်စရာဖြစ်နေပြီးတော့မှ Hussein ရဲ့ nuclear အိမ်မက်တွေဟာ Israel ရဲ့အနာဂတ်ကိုဓာတ်ရိုက်ရှိန်ချမှုတွေဖြစ်တယ်လို့မှတ်ယူခဲ့ပါတယ်။ပထမတော့ Begin ဟာဒီတန်တမန်ဒီနဲ့ဖြစ်ရှင်းနိုင်ဖို့စ조사ခဲ့သေးပေမဲ့လည်းအရာမထင်ခဲ့တဲ့နောက်မှာ Mosse ရဲ့ Shuwe စစ်စင်ရေးတွေကိုစတင်ခဲ့တာဖြစ်ပါတယ်။ ဒီအချိန်ကြားထဲမှာပဲအီရက်ဟာအီရန်ကိုကျူးကျော်ဆင်းဆင်းခဲ့တဲ့အတွက်အီရန်ဟာလည်းဒီအီရက်ရဲ့နျူကလ িয়ার အစအုပ်တွေကိုတိုက်ခိုက်ခဲ့ပါသေးတယ်။1980ခုနှစ်စက်တင်ဘာလ20ရက်နေ့မှာဒီအီရန်အီရက်စစ်ပွဲစတင်ခဲ့တာဖြစ်ပြီးတော့မှဒီစစ်ပွဲကာလအတွင်းမှာအီရန်ဟာ F4E ဂျက်ဖိုက်တာတွေကိုစေလွှတ်ပြီးတော့မှအီရက်ရဲ့နျူကလ িয়ার အစအုပ်တွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်ဒီအီရက်ရဲ့တူဝေသားနျူကလ িয়ার စင်တာကိုပဲပိတ်မှတ်ထားခဲ့တာဖြစ်ပြီးတော့မှ MK82 ဘုံပေါင်းများစွာကျေရှားဖျက်ဆီးခဲ့ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့် အိုစီရဲနျူကလ িয়ার ရီအက်တာဟာထိခိုက်မှုတွေရှိခဲ့တယ်လို့အရေးပါတဲ့အစိပ်ပိုင်းတွေလည်းပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းအီရက်အတွက်ကန်ကောင်းခဲ့တာကတော့ရီအက်တာထိခိုက်ခဲ့ပေမဲ့လည်းထိခိုက်ပျက်စီးမှုကြီးကြီးမားမားမရှိခဲ့တာပါပဲ။ဆိုတော့အီရန်ရဲ့တိုက်ခိုက်မှုဟာအီရက်ရဲ့နျူကလ িয়ার ရှင်လန်းတွေကိုနှောင့်နှေးသွားအောင်လုံနိုင်ခဲ့တာကလွေလို့လုံးဝရပ်တန့်သွားတာမျိုးအထီတော့မဖြစ်ခဲ့ပါဘူး။1980ခုနှစ်အောက်တိုဘာလမှာတော့အီရက်ဟာထိခိုက်သွားခဲ့တဲ့အိုစီရက်ဒီနျူကလ িয়ার ရီအက်တာကိုပြန်လည်အသက်သွင်းနိုင်ပြီးတော့မှ စီမံကိန်းကိုလည်းပြန်လည်စတင်နိုင်တော့မယ်လို့ Israel အစိုးရစီကိုတင်ပြလာခဲ့ပါတယ်။ဒါကို American ရဲ့ထောက်လှမ်းရေးဓာတ်ပုံတွေကလည်းအတည်ပြုပေးခဲ့ပြီးတော့မှ Iraq ဟာတည်ဆောက်မှုစီမံကိန်းတွေကိုတော့မှအပိတလူနိဗာအရှင်တွေကိုရောက်နေခဲ့ပါတယ်။ဒါကြောင့် Israel အတွက်ကအရှင်တွေကိုအလျင်အမြန်တုံ့ပြန်ဖို့စ조사ခဲ့ရပြီးအဲ့ဒီနောက်မှဆိုရင် Opera စစ်ဆင်ရေးကိုစတင်ဖို့ဆုံဖြတ်ခဲ့ပါတော့တယ်။အဲ့ဒီစစ်ဆင်ရေးဟာဒီ Iraq ရဲ့လေပိုင်နက်ထစ်အတီဝင်ရောက်ပြီးတော့မှ Osiris နျူကလ িয়ার ရီအက်တာကိုဂျက်ဖိုက်တာတွေနဲ့အပိသက်တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်အစ္စရေးဟာစစ်ဆင်ရေးမဆမီမှာကျူတင်လေ့ကျင့်မှုပေါင်းများစွာလုပ်ခဲ့ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုထက်ပိုမိုပြင်းထန်ပြီးတော့မှအိုစီရီရီအက်တာကိုလုံးဝအသက်မေ့သောစေမဲ့စစ်ဆင်ရေးတစ်ခုကိုအစ္စရေးဘက်ကအကုန်တွေဖော်ခဲ့တာဖြစ်ပါတယ်။1980ခုနှစ်ဇွန်လအရောက်မှာတော့အစ္စရေးဟာစစ်ဆင်ရေးကိုစတင်ဖို့အသင့်ဖြစ်နေခဲ့ပါပြီ။အစ္စရေးရဲ့အသေးဆက်ဆက်ဂျက်ဖိုက်တာတွေ F-16A Falcon 60နဲ့ F60A တွေကိုအကာအကွယ်ပေးမဲ့ F15 Eagle ရှောက်စင်းတို့ဟာ latest scan ကနေအတိအသီးထွက်ခေါ်လာခဲ့ကြပါတယ်။ဒီ jet fighter အင်အားမျိုးနဲ့ဆိုရင် Osprey Nuclear အစာအုပ်တွေလုံးဝမပြည့်စုံနိုင်စရာအကြောင်းမရှိတော့ပါဘူး။ရစီအတိုင်းတိတိကျကျပြောရမယ်ဆိုရင်တော့1980ခုနှစ်ဇွန်လ9ရက်နေ့မှာ Israel ရဲ့ jet fighter စုစုပေါင်း၁၄စီးစင်းဟာစုဖွဲ့မှုကောင်းကောင်းနဲ့ Iraq ကိုဥတီပြန်သန်းလာခဲ့ပါတယ်။ F60A jet fighter ပေါ်မှာ ဖြားအပြင်ပေါင်2000ဘုံဖြစ်တဲ့ GPU 10 laser လမ်းညွှန်စနစ်သုံးဘုံတွေတက်ဆင်ထားပြီးတော့မှ radar တွေကိုရှောင်နိုင်ဖို့အတွက် GPU site မှောင်းနေခဲ့ကြပါတယ်။အဲ့ဒီအတွက် Saudi Arabia နဲ့ Jordan နိုင်ငံတို့ရဲ့အရက်ဖတ်သုံးလေယာဉ်လမ်းကြောင်းတွေကိုလည်း Israel ကအသုံးပြုခဲ့ပါတယ်။ဒီ jet fighter တွေလေထဲတက်လာခဲ့ချိန်မှာ Jordan ဘရင်ဟာဆိုရင်အကော်ပါပင်လီကွင်းမှာရွယ်လေတစ်စင်းနဲ့အပန်းဖြစ်နေခြင်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Israel ရဲ့ jet fighter စီလီစင်ကသူ့ရဲ့ရွယ်လေထက်ကနေတဝုံဝုံနဲ့ပြန်ရှာတော့ခဲ့ပြီးမှာတော့ ော်ဒန်မင်းကင်ဟူစိန်ရဲ့တင်းငွေတွေမနှက်ခင်းနဲ့တာတာရရမဖြစ်တော့ပါဘူးဂျော်ဒန်မင်းဟာရှက်ချင်းဆိုသလိုပဲမလုပ်ရမလဲဆိုတာသဘောပေါက်ခဲ့ပြီးတော့မှသူ့ဖုံးကိုကောက်ပိုင်ပြီးတော့မှအီရက်ကိုအတိပေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လည်းဂျော်ဒန်မင်းရဲ့တတိပေးမှုကိုအီရက်လက်ခံရရှိခဲ့ချိန်မှာအရင်ကိုပဲနောက်ကျတော့ခဲ့ပါပြီအစ္စရေးရပိုင်လို့တွေဟာခက်မြက်မြက်ခက်တုတ်တုတ်ပဲဆော်ဒီအာရေဗျာလေပိုင်တဲ့ကိုပါဖျက်ကျော်လို့အီရက်နေဆန္ဒအထီကိုရောက်လာခဲ့ပါတယ်ဘက်ကတဲ့အထီခရီးရှည်မောင်းနှင်ပြီးတော့မှနျူကလ িয়ার အဆောက်အဦးလိုမျိုးအရေးပါတဲ့ပြစ်မှတ်တွေကို တည်တည်ရှာရှာဖြက်စီးပြင်းနိုင်မှရမှာဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာအစ္စရေးရဲ့ပိုင်တော်တွေလည်းစိတ်လှုပ်ရှားနေမှတည်ကြပါတယ်။အချိန်ပြင်းနဲ့အောင်မြင်စွာအကောင်တွေပေါ်ရမယ့်စစ်ဆင်ရေးမျိုးဖြစ်ပြီးတော့မှတခုခုမှားယွင်းသွားတာနဲ့တပြိုင်နက်ပေါ့လို့ဒီအစ္စရေးရဲ့အနာဂတ်ပါထိခိုက်သွားနိုင်တဲ့အတွက်လုံးဝအောင်မြင်မှဖြစ်မဲ့စီမံကိန်းပဲဖြစ်ပါတယ်။အဲ့ဒီအတွက်လည်းစီလိုအပ်ချက်ရေဒါအရှောင်နိုင်မှုနဲ့စစ်ဆင်ရေးကိုဘယ်လိုမျိုးအကောင်တွေပေါ်မလဲဆိုတာကအစားအသေးစိတ်ပြင်ဆင်ထားခဲ့ကြတာဖြစ်ပါတယ်။ ။ Osiris Reactor ဟာကျွန်တော်စောစောကပြောခဲ့သလိုပဲ2 Beta Nuclear Center မှာရှိနေခဲ့တာဖြစ်ပြီးတော့မှလေကစနစ်တွေနဲ့ဝန်းရံထားတာပါ။တိဆောင်မှုစီမံကိန်းဟာလုံးဝကိုပဲအပိသက်သလောက်နီးပါးရှိနေပြီးတော့မှ Hussein အနေနဲ့သိမ့်မကြမိမှာပဲ။ Nuclear နဲ့နဲ့ကိုပိုင်ဆိုင်ခွင့်ရသွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ဒါကြောင့်လဲသူ့အတွက်အရေးပါဆုံးစီမံကိန်းကိုတိတိကျကျကောက်ပေးထားတာပါ။ဒါပေမဲ့လည်းတူဝေသနျူကလ িয়ার စင်တာတစ်ဝိုင်းမှာရှာထားတဲ့လေကစနစ်တွေဟာအဲ့ဒီအချိန်မှာအာဏာချက်တွေရှိနေပါတယ်။အထူးသဖြင့်ဒီ အီရန်နဲ့ဆစ်ဖြစ်နေစဉ်မှာအီရန်ဟာတူဝေတားကိုကောက်ခွေဖို့အတွက်လေကာစနစ်တွေကိုအရင်ကားလောက်စစ်စစ်ဆက်ဆက်ရှာထားနိုင်ခြင်းမရှိပါဘူး။အီရန်ပြည်တွင်းအထီးဗေးနိုင်ငံကမှဝန်တိုက်လိမ့်မယ်လို့လည်းမထင်တာကြောင့်လည်းပါပါတယ်။ပြီးတော့အီရန်ဟာအမြင့်ပိတ်အများကြီးကနေပြစ်ချနိုင်တဲ့ပုံတွေကိုတော့တိတိကျကျကောက်ခွေနိုင်တယ်လို့ယုံကြည်ထားပြီးတော့မှအဲ့ဒီအတွက်လည်းအလေအလတ်ပြည့်မြေပြင်ကဝေဟင်ဒုံးလောင်ရှာတွေကိုရှာထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအစ္စရေးရဲ့ F-16 တွေဟာအနေပြန်တန်းလာတာဖြစ်တဲ့အတွက် ီရက်အနေနဲ့အတွက်အဆက်လွေတော်ခဲ့တယ်လို့ပဲပြောရပါမယ်။အီရက်မှာက ZSU 234ရှီကာ23မီလီမီတာအလိုအလျောက်ပစ်ဆက်အမြောက်အပြင်38မီလီမီတာနဲ့58မီလီမီတာတို့လိုမြင်းနှုတ်မြင့် Jet Fighter တွေကိုလည်းပစ်ချနိုင်တဲ့လေယံပစ်တနက်တွေလည်းရှိနေသေးပေမဲ့အစ္စရေးယမဟာဗျူဟာကကောင်းလွန်တော်တဲ့အခါမှာဒီလန်နဲ့တွေလည်းအသုံးမဝင်ပဲဖြစ်တော့ခဲ့ပါတယ်။ပြင်မှတ်ကိုဖျက်ဆီးဖို့နီးကပ်လာတဲ့အချိန်မှာအစ္စရေး Jet Fighter အစုအဖွဲ့ကိုဥဆောင်သူပိုင်လော့ဖြစ်တဲ့ ZRS ဟာ အရှင်တွေဟာလိုချင်တယ်လို့ဖြစ်နေရလားဆိုတာကိုနောက်ဆုံးအကြိမ်စစ်ဆေးလိုက်ပြီးတော့မှအားလုံးအဆင်ပြေနေတဲ့နောက်မှာတော့ဒီတိုက်ခိုက်မှုကိုစတင်ဖို့အမိန့်ပေးခဲ့ပါတော့တယ်။သူက F6 Studio ကိုအနိုင်ပြန်တန်းနေရာကနေပေ9000လောက်အထိတက်ဖို့အရင်အမိန့်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမြင့်ပေးမှာ F6 Studio ကို Iray ရဲ့ Radar တွေကမြင်သွားနိုင်မှာဖြစ်ပေမဲ့တိတိကျကျဘုံကြီးတိုက်ခိုက်နိုင်ဖို့အတွက်ဒီလိုတက်ခဲ့ရတာပါ။အမြင့်ပေး2000ခွေးလောက်မှာတော့ F50S တွေဟာဒီ အကာအကွယ်ပေးဖို့အတင်းစောင်းနေခဲ့ပေမဲ့လည်းတကယ်တကယ်တမ်းမှာတော့စစ်စင်ရေးတစ်လျှောက်လုံးမှာ F-16 တွေကိုကာကွယ်စရာတော့မှမလိုအပ်ခဲ့ပါဘူး။ Israel ရဲ့ Jet Fighter တွေရောက်ရှိလာကြောင်း Iraq တိုက်ခဲ့ရချိန်မှာတုတ်ပြင့်ခုခဲ့နိုင်ဖို့အရန်ခက်ခဲသွားတာကြောင့်လည်းဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ F-16 တွေဟာပေါင်2000 GBU တန်းဘုံးတွေကိုတူဝေဒနျူကလ িয়ার စင်တာထက်ကိုတိတိကျကျပဲခြေရှာလိုက်ပါတော့တယ်။ Israel က GBU တန်းဘုံးအလုံးကြီးဆစ်လျှောက်လုံးလောက်ခြေချခဲ့တာဖြစ်ပြီးတော့မှအဲ့ဒီထဲမှာစစ်လေးလုံးဟာစကန်ပိုင်းသာရှာပြီးတော့မှပြင်မဲ့ကိုတိတိကျကျထိမှန်ခဲ့တဲ့အတွက် တူဝေဒနျူကလ িয়ার စင်တာဟာရရှိရာမရှိအောင်ပျက်စီးသွားခဲ့တယ်လို့ Osiris Reactor ကြီးကလည်းသုံးမရအောင်ဖြစ်သွားခဲ့ပါတယ်။တိုက်ခိုက်ခဲ့အပြီးမှဒီ Iran ရဲ့ Jet Fighter တွေဟာ Israel Jet Fighter တွေကိုတိုက်ခိုက်ဖို့အတွက် Labor တက်လာခဲ့ပေမဲ့သူတို့ရောက်လာချိန်မှာတော့ခေါင်းကင်ကြီးကရှင်လို့နေခဲ့ပါပြီ။ဆိုတော့ Israel ရဲ့ Jet Fighter အားလုံးဟာ Osiris Reactor ကိုဖျက်ဆီးပြင်းမဲ့စစ်ဆင်ရေးကိုရာနှုန်းပြည့်အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့တယ်လို့အထူးခအကြအဆုံးမရှိဘဲနဲ့လည်းအင်ပြန်နိုင်ခဲ့ပါတယ်။တစ်ဖက်က Iran မှာတော့အရှင်တွေကမြောင်းဆင်ပြီးတော့မှကြံ့ညစ်ခဲ့ပါတယ်။ တူဝေဒာနျူကလ িয়ার စင်တာဟာမင်းဟုံဟုံတောက်ကကြံရိပ်ခဲ့ပြီးတော့မှဆာနေဟူစင်ရဲ့နျူကလ িয়ার အိမ်မက်တွေဟာလည်းမျက်စိတမိတ်အတွင်းမှာတည်းရပ်တန့်တော့ခဲ့ပါတယ်။အစ္စရေးဟာဒီစစ်စင်ရေးကိုလူထိခိုက်ပင်ဆုံးမှုနေနိုင်တဲ့များနေအောင်ဦးစားပေးခဲ့ပေမဲ့လည်းအီရက်စတာစေဦးနဲ့ပြင်သစ်အလုံသမားတူတေဆုံးခဲ့တယ်လို့တော့သိရပါတယ်။ဆာနေဟူစင်ရဲ့နျူကလ িয়ার အိမ်မက်ဟာ second 80လောက်အတွင်းမှာတည်းဗလာနဲ့ထိဖြစ်တော့ခဲ့တာဖြစ်ပြီးတော့မှတူဝေဒာနျူကလ িয়ার စင်တာဟာလည်းအလုံးစုံပျက်စီးတော့ခဲ့ပါတယ်။အီရက်အတွက်တော့နှစ်ပေါင်းများစွာအစဉ်ကုန်လူပန်း ငွေကြေးဘီလီယံပေါင်းများစွာအကုန်ကြားခံထားရတဲ့စီမံကိန်းကြီးတစ်ခုပြသတော့ခဲ့တဲ့အတွက်လုံဝအထိနာတော့ခဲ့တာပါဒီစစ်စင်ရေးဟာကမ္ဘာပထဝီနိုင်ငံရဲ့အခင်အကျင်းတွေပေါ်ကိုလည်းတက်ရောက်မှုကြီးမားခဲ့ပါတယ်စစ်စင်ရေးအပီစင်းနေရအကြာမှာကမ္ဘာကုလသမဂ္ဂဟာအစ္စရေးကိုနိုင်ငံတကာစီးပွားရေးစကန်တွေရှုဖောက်တယ်ဆိုပြီးတော့မှအတိအလင်းရှုတ်ချခဲ့တယ်လို့အမေရိကန်ဟာလည်းလက်နက်ရောင်းချမှုယာယီပိတ်ခဲ့ပါသေးတယ်ဒါပေမဲ့လည်းအရှေ့အလီပိုင်းဒေသအတွင်းမှာတော့နိုင်ငံခေါင်းဆောင်တော်တော်များများဟာအစ္စရေးရဲ့စစ်စင်ရေးအောင်မြင်ခဲ့လို့စိတ်အေးလက်အေးဖြစ်တော်ခဲ့ပြီးတော့မှ ဒေသအတွင်းမှာအီရဲရဲ့ရှင်ထန်းတွေကိုရက်တန့်နိုင်ခဲ့ပြီလို့ယုံကြည်ခဲ့ပါတယ်။တစ်ဖက်မှာတော့ဆာဒီဟူစိန်ကအကြီးကြီးကိုဒေါ်သာထွက်နေခဲ့ပြီးတော့မှဖြစ်စဉ်နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတော့မှအီရဲအရာရှိပေါင်းများစွာကိုတုံ့တန့်ပြစ်ခဲ့တယ်လို့ပိတ်ပိတ်ပညာရှင်တွေကိုလည်းထောက်ချပြစ်ခဲ့ပါတယ်။အစ္စရေးကိုလည်းတုံ့ပြန်မယ်လို့ကြုံဝါခဲ့တဲ့ပေမဲ့လက်တွေ့မှာတော့သူ့ရဲ့နျူကလ িয়ার အိမ်မက်ဟာပိုစီရက်ရီအက်တာပျက်စီးသွားမှုနဲ့အတူအဆုံးတက်ခဲ့ရပါတယ်။ဒါပေမဲ့လည်းဆာဒီဟူစိန်ကသူ့ရဲ့နျူကလ িয়ার အိမ်မက်ကိုမဆုံးလွှတ်ခဲ့ပဲနောက်ပိုင်းမှာတော့ပုံမိုရှိုးဝဲလာခဲ့ပြီးတော့မှ နျူကလ িয়ার လက်နက်ထုတ်လို့ပေါ်တိတ်တဆိတ်ပြန်လေစ조사ခဲ့ပါသေးတယ်။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာ။ဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေကဟူတူရာတွေရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါရစေ။နောက်နေ့တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးနေအောင်ပါမို့။စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ။